ဒီနေ့တိုင်းပြည်ရဲ့လက်ရှိအခြေအနေမှကိုကျွန်တော်တင်ပြပါမယ်2021ခုနှစ်မှာတမတော်ဆိုရကရွေးကောက်ပွဲမှာမတမာမှုဖြစ်တယ်ဆိုပြီးကမှတမတော်ကနေပြီးကမှအာနာထိမ့်လိုက်ပါအာနာသိမ့်တာမဟုတ်ဘူးနော်အာနာထိမ့်လိုက်အာနာထိမ့်လိုက်တာဖြစ်တဲ့အတွက်ပွဲစည်းပုံအခြေခံဥပဒေအတိုင်းပဲဆက်ပြီးသွားငါးနှစ်ပြည့်ရင်ရွေးကောက်ပွဲလုပ်ပေးရဟုတ်လားဒါကြောင့် ဖွဲ့စည်းပုံအချိန်ကဥပဒေတိုင်းသွားတာဖြစ်တဲ့အတွက်ဒီနေ့ငါနေ့တက်တန်းရောက်လာတဲ့အခါမှာဘိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကဖွဲ့စည်းပုံအချိန်ကဥပဒေတိုင်းပဲတောင်းရမှာဖြစ်တဲ့အတွက်ဟလာဒီဥစ္စာကိုရွေးကောက်ပွဲကိုကျင်းပပေးတာအလွန်ဂတိတည်ပါတယ်ကြီးညိုဖို့လည်းကောင်းပါတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းလေးစားပါတယ်သူမလုပ်ဘဲရွေးကောက်ပွဲဘယ်တော့မှမဖြစ်ဘူးသူလုပ်ဘဲလို့ဖြစ်တာဒါကြောင့်သူ့ကိုကျေးဇူးတင်ပါတယ်လို့ပဲဒီအစီအမြင့်ပေါ်ကနေဖြတ်ဖြတ်သားသားပဲပြောလိုက်ပါတယ်ခင်ဗျာ ချိုးလူတွေကနားမလည်ဘူးအခုလုတ်ပေးတဲ့ရွေးကောက်ပွဲကတရားမဝင်ဘူးတရားမျှတမှုမရှိဘူးမလို့ခြင်းဘူးလို့ပြောနေကြတယ်တချို့လူတွေကဒါဆိုရင်ကျွန်တော်ကမေးတာတမ္မတော်အစိုးရကိုအကန့်အသတ်မရှိအုပ်ချုပ်စေခြင်းတဲ့သဘောလားဟုတ်လားတမ္မတော်အစိုးရကိုအကန့်အသတ်မရှိအုပ်ချုပ်စေခြင်းလို့ခမားတို့ကဒီလိုတွေပြောနေတာသုံးနေတာလားဟုတ်လားဒါကြောင့်ဥပမာပြောရင်မိန်းကလေးတယောက်က ီယောက်ျားကိုမုန်းတဲ့ဒီလူမျိုးမုန်းတဲ့ဒီလူကိုမချစ်ဘူးဒီလူကိုခေါမင်ကတ်တယ်လို့ပြောပြီးညကြလာခိုးလဲပါလို့ပြောတဲ့စကားတန်းဖြစ်နေနော်ဒါကြောင့်ဒီတမတော်ဆိုရအောင်မုန်းတဲ့တမတော်ဆိုရအောင်မုန်းတဲ့လူတွင်တွင်ပြောပြီးကမှရွက်ောက်ပွဲမလုပ်ပဲနဲ့ရှင်တို့ပဲဆက်အုပ်ချုပ်ပါလို့ပြောသူလို့ဖြစ်နေအဲ့တော့ပြောတဲ့စကားနဲ့လုပ်တဲ့စကားနဲ့တလွဲတွေဖြစ်နေတဲ့ဆိုရင်ထောက်ခံမလားမထောက်ခံဘူးလား ကျွန်တော်တို့တန်းပြာတောက်လျှောက်ဆင်းရဲတယ်ဆင်းရဲရတဲ့အကြောင်းရင်းအားလည်းပညာမတတ်တဲ့အတွက်ဆင်းရဲတယ်ပညာမတတ်ဘူးဆိုတာကဘာကြောင့်ပြောတာလဲလို့ပြောရင်ဘကိုးတိုင်းမှာကျွန်တော်သွားတယ်ဘကိုးတိုင်းမှာစစ်တမ်းကိုချိလိုက်ဘူလာရမ်းမှာတက်တဲ့လူကဘူလာရမ်းကလေးចောင်းသားဘကိုးတိုင်းထဲမှာចောင်းသား3သိန်းကျော်ရှိအလဲရန်ရောက်လာတဲ့အခါကျတော့9000ကျော်ပဲကျန်တော့တယ်နော် အလဲတန်းရောက်လာတဲ့အခါ9000ကျော်လောက်ပဲအချက်တန်းလည်းရောက်တော့3000ကျော်ပဲကျန်တော့တယ်ဟုတ်လားဒါကြောင့်အခုဘလို့ပဲဖြစ်နေဖြစ်နေဟုတ်လား4တန်း5တန်းလောက်ဆိုရင်ကျောင်းထွက်ကြဟုတ်လား9တန်း10တန်းလောက်ဆိုရင်တော်တော်လေးကိုအောင်မြင်နေပြီမှတ်တယ်ခြေတန်းရောက်သွားရင်သူ့ဘဝတော်တော်ပြည့်စုံသွားပြီလို့ထင်တယ်ဒါကြောင့်ပညာတတ်တဲ့နဲလာရင်တိုင်းပြည်ပျက်စီးလိုက်မယ်ကျွန်တော်ဟိုးရင်ကလေးကပြောတယ်ကလေးတွေအလုံးတော်တော်များများကို လပိတ်ဆိုင်တွေမှာတွေ့ရကလေးတွေက10နှစ်တတနှစ်7နှစ်ကလေးလေးတွေစပွဲချိုးနေကြဒီကလေးတွေကြောင်းမနေကြဘူးလားကြောင်းထားပေးမဲ့လူမရှိဘူးလားနိုင်ငံတော်ဆောင်းဆောင်မှရမယ်ဒီကလေးတွေကြီးလာရင်တိုင်းပြည်ကိုကောင်းကျိုးတဲ့ဆိုးကျိုးတဲ့ပေးလိုက်မယ်ဘာဖြစ်လို့လဲလို့ပြောရင်အပိတ်ဆိုင်ပိုက်ရှင်ကခေါက်ခွက်ကနေခေါက်လိုက်ထူလိုက်ခေါက်လိုက်ဆိုတော့ဘဝကိုနာကြီးစွာနဲ့ဖြတ်တန်း အဲ့ဒီမှာ나ကြီးစော်နဲ့ဖြတ်တန်းရတော့လူတွေပေါ်မှာရင်နာနေပြီရင်နာနေတော့ကြီးလာရင်အဲ့ဒီရင်နာတဲ့အဆိုင်ခဲကပောက်ကွဲရင်တန်းပြီကိုပဲဒုက္ခရောက်နိုင်မယ်ဒါကြောင့်အဲ့ဒီကလေးတွေဟုတ်လားအနာဂတ်ကိုကြီးလိုက်တာနဲ့ငါတို့တန်းပြီတော့ဒုက္ခပါပဲလို့အဲ့ကလေးကပူလာတာဟော2021ရွေးကောက်ပွဲဟုတ်လားမဲမသမာမှုနဲ့သိလဲထိလဲထိလိုက်ကောအဲ့ဒီလူငယ်တွေအများကြီးအများကြီးပေါ်ပေါက်လာတယ်ဆိုရင် ဟုတ်လားမဟုတ်လားသဘောပေါက်သိချင်ပါတယ်ခင်ဗျာ